ကျမတို့တော့ပိုင်ရှင်အမရှော့နေကြအမကပဲရှော့ပေးတာဆိုတော့လုံးဝအကုန်လုံးအဆင်ပြေတယ်အမကကကြတော့ဟိုဝန်ထမ်းညီမလေးကရှော့ပေးတယ်ပေါ့နော်အရန်ကောင်းနေဒီအမနှိတ်တာလည်းကောင်းနေဟိုရှော့ပေးရလဲစေတနာပါတယ်ပေါ့အဲ့လိုပြောတော့အမအေးတဲ့နှိတ်တာတော့ကောင်းပါတယ်သူကမက်စနဲ့လည်းမတက်ထားတဲ့အတွက်ကြောင့်ခေါင်းရှော့ပေးရင်လည်းဟိုအာဘုံနဲ့လည်းအရန်နေနေတဲ့အမရဲ့ဘယ်နာရလဲဘယ်နာကုတ်ပေးရအောင်မလဲဘာညာမေးတဲ့အချိန်မှာအာဘုံနဲ့ကအရန်နေတဲ့အတွက်သူအသက်ရှူဖို့တောင်မနေစူးစားရတယ်ပေါ့နော်အဲ့ဒီမှာနှိတ်တာရင်လည်းသူအာရုံမရတော့ဘူးပေါ့အဲ့လိုပြောခဲ့တယ်ပေါ့နော်ကိုရ ဲ့အောက်မှာ customer ပက်လက်ကြီးကောင်းရှော်ခံနေတဲ့အချိန်မှာကိုကရှော်ပေးတဲ့သူကအပေါ်ကနေငုံပြီးရှော်ပေးရတာဖြစ်တဲ့အတွက်ဒီအာဘုံနဲ့နေရဆူဆူဝါဝါရနိုင်တဲ့အာဘုံနဲ့နေဂျိုင်းနဲ့နေဆိုတာရနိုင်တယ်ပေါ့နော်ကိုရဲ့ပါဇက်လေးဟားလိုက်တာနဲ့ဒီအနှံ့ရထွက်နေတာပေါ့နော်။ဒါကြောင့်ဒီကောင်းချော်ဆိုင်ကညီမလေးတွေအနေနဲ့အာဘုံနဲ့နေမထွက်အောင်ဂယုစိုက်ဖို့အရန်ကိုအရေးကြီးပါတယ်။အာဘုံနဲ့နေရင်ကိုတိုင်းနာတတိမထားမိရကိုရဲ့ဘေးရလူတွေကတတိထားမိရပေါ့နော်။ကိုဘေးနာမထိုင်ကျင်တာတွေကိုနဲ့စကားမပြောကျင်တာတွေစကားပြောလိုက်ရင်မျက်နှာပြက်သွားတာမျိုးတွေအဲ့လိုမျိုးတွေအများကြီးအများကြီးရှိရပေါ့နော်။ ခေါင်းဆောင်ဆိုင်ကညမလေးတွေဆင်ကျင်လို့ရအောင်လို့ပေါ့နော်။ဒါကဒီဆိုင်တွေကိုဗလိန်းတာမျိုးလည်းမဟုတ်ဘူး။အဲကိုရဲ့ဝင်ပိုင်ရှင်နေမြင်လို့ရှိရင်လည်းကိုရဲ့ဝင်တဲ့ညမလေးတွေကိုဒီတကူရည်နှက်ရှင်မှုနဲ့ပတ်သက်ပြီးတော့တိတိကျကျပြောဆိုလို့ရအောင်လို့ပေါ့နော်။မနေ့ကကျမတို့မန္တလေးသွားတော့အမရဲ့ကျမရဲ့ကျမတို့ခေါင်းဆောင်နေကြဆိုင်မှာခေါင်းသွားဆော်ကြတယ်ပေါ့နော်။ခေါင်းသွားဆော်တဲ့ခါကျတော့ကျမတို့ရောပိုင်ရှင်အမဆော်နေကြအမကပဲဆော်ပေးတာဆိုတော့လုံးဝအကုန်လုံးအဆင်ပြေတယ်။အမကကကျတော့ဟိုဝင်တဲ့ညမလေးကဆော်ပေးတယ်ပေါ့နော်။အဲဆော်ပြီးတော့အကုန်လုံးအဆင်ပြေပြီးတော့ပြန်လာ ာကြတယ်ကားပေါ်ရောက်တော့အမရဲလို့ညီမဒီကောင်းလျှော်ဆိုင်မှာအမြဲတမ်းလျှော်နေတယ်သူတို့နှိပ်တာအရန်ကြိုက်လို့ပေါ့အခုလျှော်ပြီးတော့အရန်ကိုပေါ့ပါနေတာပဲပေါ့အရန်ကောင်းနေတယ်ဒီအမနှိပ်တာလည်းကောင်းနေဟိုလျှော်ပေးရလဲစေတနာပါတယ်ပေါ့အဲ့လိုပြောတော့အမအေးတဲ့နှိပ်တာတော့ကောင်းပါတယ်တဲ့သူအဲ့လိုပြောပြီးအင်တန်တန်ဖြစ်နေရပေါ့နော်အေးအမဘာအဆင်မပြေခဲ့လို့လဲပေါ့အဲ့ဆိုင်ကညီမလျှော်နေကြဆိုင်အမနဲ့ဘာအဆင်မပြေခဲ့လို့လဲလို့မေးကြည့်တဲ့ခါကျတော့အမကဘာလို့ပြောလဲဆိုတော့ငါအဲ့ဒီညီမလေးကိုတဲ့သွားလိုက်စေရောင်းပေးခြင်းလိုက်တာအဲ့လိုပြောတယ်ပေါ့နော် ူကမက်စ်နဲ့လည်းမတက်ထားတဲ့အတွက်ကြောင့်ခေါင်းချော်ပြီးနေဟိုအာဘုံနဲ့နေအရင်နေနေတဲ့အမရဲ့ဘယ်နာရအောင်လဲဘယ်နာကုတ်ပေးရအောင်လဲဘာညာမေးတဲ့အချိန်မှာအာဘုံနဲ့ကအရင်နေနေတဲ့အတွက်သူအသက်ရှူဖို့တောင်မနေစူးစားရတယ်ပေါ့နော်အဲ့ဒီမှာနေတာရည်လည်းသူအာယုံမရတော့ဘူးပေါ့အဲ့လိုပြောခဲ့တယ်ပေါ့နော်ဆိုတော့ခေါင်းလျှော်ဆိုင်နေအနေနဲ့အရင်အရေးကြီးတာဒါတွေကပေါ့နော်ကိုယ့်ရဲ့အောက်မှာ customer ပက်လက်ကြီးခေါင်းလျှော်ခံနေတဲ့အချိန်မှာကိုကလျှော်ပေးတဲ့သူကအပေါ်ကနေငုံပြီးလျှော်ပေးရတာဖြစ်တဲ့အတွက်ဒီအာဘုံနဲ့နေကဆူဆူဝါးဝါးရနိုင်တဲ့အာဘုံနဲ့နေဂျိုင်းနဲ့နေဆိုတာရနိုင်တယ်ပေါ့နော် အာဘုံနဲ့ဆိုတာကစကားပြောမှရတာမဟုတ်ကိုယ့်ရဲ့ပါဇက်လေးဟားလိုက်တာနဲ့ဒီအနှိမ်ရထွက်နေတာပေါ့နော်ဒါကြောင့်ဒီကောင်းချော်ဆိုင်ကညီမလေးတွေအနေနဲ့အာဘုံနဲ့နေမထွက်အောင်ဂယုဆိုင်ဖို့အရန်ကိုအရေးကြီးပါတယ်အာဘုံနဲ့နေရင်ကိုယ်တိုင်းသာတတိမထားမိရကိုယ့်ရဲ့ဘေးရလူတွေကတတိထားမိတယ်ပေါ့နော်ကိုယ့်ဘေးနားမထိုင်ကျင်တာတွေကိုယ့်နဲ့စကားမပြောကျင်တာတွေစကားပြောလိုက်ရင်မျက်နှာပြက်သွားတာမျိုးတွေအဲ့လိုမျိုးတွေအများကြီးအများကြီးရှိရယ်ပေါ့နော်ဒီညဆိုင်ကြီးအနေနဲ့အထုကမှ cube တဲ့နဲ့အချက်ကလေးတစ်ချက်လို့ညီမကယူဆပါတယ်ဒီအမလူမျိုးဖြစ်ဖြစ်မျိုးကြီးတုံ့ပြန်တဲ့သူတွေရှိရင်လည်း comment မှာမှတ်ခဲ့ပေးလို့ရပါတယ်